ီနေ့ကျွန်တော်တို့အလုံးနှုတ်ကပတ်တော်ခံယူဖို့ညာအတွက်ကျွန်တော်ပြင်ဆင်လာတာကဘုရားသခင်နဲ့သူ့ရဲ့ພັນစင်းတဲ့အရာတွေဘုရားကဘယ်လိုမြင်သလဲသူ့ພັນစင်းတဲ့အရာတွေကိုပေါ့ဘုရားကဘယ်လိုမြင်သလဲဘုရားကသူ့ພັນစင်းထားတဲ့အရာတွေနဲ့ဘယ်လိုမျိုးပတ်သက်မှုရှိသလဲပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့အနည်းငယ်ကြည့်ကြမယ်ဆိုတော့ကျမ်းစာကျွန်တော်တို့ဖတ်မယ် ျမ်းစာဖတ်တဲ့အခါမှာဒီနေ့တော့ကျမ်းစာထဲကနေအများကြီးတော့ပြောသွားမှာဖြစ်တဲ့အတွက်ကြောင့်အရင်အိုးဆုံးအနေနဲ့ကဘာဦးဂျန်အခန်းကြီး1အငယ်37ကျွန်တော်ဖတ်မယ်အဲ့ဒါပြီးရင်တရားဟောရာကျမ်းထဲကနေလည်းကျွန်တော်အနေငယ်ဖတ်သွားမှာဖြစ်တယ်ကျမ်းစာနားထောင်ရအောင်ကဘာဦးဂျန်အခန်းကြီး1အငယ်37ဖယားသခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကိုမြင်တော်မူ၍ညဦးနှင့်နာနဲ့သည်စရမဏိရဖြစ်လေ။ဒီမှာမိမိພັນစင်းသမျှသော အရာတို့ကို ကြည့်ရှုလင်းတဲ့အလွန်ကောင်းသည်အလွန်ကောင်းသည်ကိုမြင်တယ်လို့ပြောတာဖြစ်ပါတယ်။တရားဟောရာကျမ်းထဲမှာကျွန်တော်အနည်းငယ်ဖတ်မယ်။တရားဟောရာကျမ်း30အငယ်14မူကောင်းကျင်နဲ့ ကောင်းကင်ဘဝကို၎င်းမိကြီးနှင့်မိကြီးတန်စာရှိသမျှကို၎င်းတင်းဤဖျားတခင်သာဝရဖျားပိုင်တော်မူ၏မိကြီးနှင့်မိကြီးတန်စာရှိသမျှကို၎င်းတင်းဤဖျားတခင်သာဝရဖျားပိုင်တော်မူ၏ဖတ်ကြားတော်နှုတ်ကပတ်တော်အရောက်တိုင်းအတွက်ဖျားတခင်အထပ်ကောင်းချီးပေးပါစေအာမင် ကျွန်တော်တို့တချို့သောလူတွေကတချို့သောဘာသာကພັນစင်ချင်းကိုမယုံဘူးພັນစင်ချင်းဆိုတော့မယုံတဲ့အခါမှာခရိယန်ရဲ့ယုံကြည်ခြင်းကလုံးဝအဲ့မှာကွာကွေးသွားတာဖြစ်တယ်ခရိယန်ယုံကြည်ခြင်းနဲ့ပေါ့ကျွန်တော်ခရိယန် ယုံကြည်ခြင်းမှာဖန်ဆင်းခြင်းကအရင်အရေးကြီးတယ်ဖန်ဆင်းခြင်းဖန်ဆင်းခြင်းမှာယုံဘူးဆိုရင်ဖန်ရှင်းတဲ့အရှင်သာဝရဘုရားကိုယုံဖို့မဖြစ်နိုင်တော့ဘူးအဲ့ဒါကြောင့်ဖန်ဆင်းခြင်းအရင်အရေးကြီးတယ်ဒီနေ့ကျွန်တော်တမန်ကျမ်းစာထဲမှာတွေ့တာကဘုရားကအစအဦးနိုင်လို့ပြောတဲ့အခါမှာဖန်ဆင်းခြင်းအစအဦးနိုင်ဘုရားကကောင်းကင်နဲ့မိကြီးကိုဖန်ဆင်းတယ်တဲ့ ဆိုတော့အဲ့လိုသူဖန်ဆင်းတဲ့အရာတွေမှန်သမျှအရာအလုံးကိုလည်းဘုရားကချီးတဲ့အခါမှာဒီလိုချီးတဲ့အခါမှာ तू तू ဖန်ဆင်းထားတဲ့အရာကိုလေချီးတဲ့အခါမှာ तू ဘယ်လိုပြောဆိုကောင်းတယ်တဲ့ကောင်းတယ်လို့ပြောတယ်ကျွန်တော်ပြီးခဲ့တဲ့နှစ်တုန်းကအိမ်တီးတီးလေးသွားဆောက်တယ်လေမာကျွန်တော်အတိနယောက်ကိုခေါ်ပြီးတော့မှကြော်ထူးနဲ့ တခါတခါကေးဖလိုက်တယ်တခါတခါကြာရင်ကိုဂျပန်လိုက်တယ်အာကျွန်တော်ခေါ်သွားတဲ့ကားနဲ့အိမ်သွားဆောက်တယ်အခုဟာနဲ့ကိုတော့ဆောက်တယ်ပေါ့လေကြီးတဲ့အခါမှာကောင်းတယ်လို့ကျွန်တော်လုံးဝပြောလို့မရဘူးဖြစ်နေဘာလို့ဆိုတော့ကြီးလိုက်ဒီချာကြီးလေကြီးလေဟိုအဲ့လောက်ကြီးမကောင်းဘူးဆိုကျွန်တော်သိတယ်လေဒါပေမဲ့ဖခင်ကတော့သူဖန်ဆင်းတဲ့အရာကိုကြီးတဲ့အခါမှာကောင်းတယ်တဲ့အဲ့ဒီဖန်ဆင်းတဲ့အရာတွေကိုကျွန်တော်ကြီးတဲ့အခါမှာ ဒီလောကမှာရှိရှိသမျှအရာတွေအားလုံးပါတယ်လူလည်းပါတယ်လူကိုဖန်ဆင်းတာလည်းပါတယ်လူတွေကိုသူကြည့်တဲ့အခါမှာလည်းကောင်းတယ်သရစ္ဆန်တွေကိုကြည့်တဲ့အခါမှာလည်းကောင်းတယ်အပြင်တွေကြည့်တဲ့အခါမှာကောင်းတယ်ဖန်ဆင်းသမျှအရာအားလုံးကိုသူကြည့်တဲ့အခါမှာကောင်းတယ်လို့ပြောတယ်ပြီးတော့နေဟမိအခန်းကြီးကိုအငယ်6မှာဆိုရင်ဘယ်လိုပြောတယ်ဆိုတော့အရာအားလုံး all all ဆိုတာ ਨੇ အရာအားလုံးပဲ ကျွန်တော်မြင်နိုင်တဲ့အရာတွေမမြင်နိုင်တဲ့အရာတွေထီလို့ရတဲ့အရာတွေထီလို့မရတဲ့အရာတွေကအစဟိုပေါ့အရာ အားလုံးတရှိတမိတရဝအားလုံးပေါ့အားလုံးကိုဖယားကဖန်ဆင်းတာဖြစ်တယ်တဲ့နေဟာမိအထဲမှာတရိစာနီယအစအကုန်လုံးအကုန်လုံးဖြစ်တယ်ပြီးတော့မှရှင်ယောဟန်အခန်းကြီး1အငယ်3ဆိုရင်တော့ခရစ်တော်အားဖြင့်ယေရှုအားဖြင့်ပေါ့လေ ခရစ်တော်အားဖြင့်အရာအလုံးကိုဖန်ဆင်းဖန်ဆင်းတာဖြစ်တယ်တဲ့ဆိုတော့အဲ့လိုကျွန်တော်ပြောတဲ့အခါမှာကောလသဲကပူပြီးတော့အဲ့ဒါကိုရှင်းရှင်းပြတာကိုကျွန်တော်တို့ဟိုပူပြီးတော့နားလည်လို့ရတယ်ဖန်ဆင်းခြင်းလို့ပြောတဲ့အခါမှာလေကျွန်တော်တို့လူတွေကတော့မင်နာပဲရှိတာ ਉ မင်နိုင်တဲ့ဥစ္စာထိနိုင်တဲ့ဥစ္စာပဲကျွန်တော်တို့ကရှိတယ်လို့သတ်မှတ်တာဒါမဲ့ကျွန်တော်တို့မမင်နိုင်တဲ့အရာမျိုးများစွာရှိတယ် ထိလို့မရတဲ့အရာတွေလည်းရှိတယ်ဒီမျက်စိနဲ့ကျွန်တော်တို့ဒီအပေါ်ကိုကြည့်လိုက်တဲ့အခါမှာစကြဝဠာကိုကျွန်တော်ကြည့်တဲ့အခါမှာမမြင်တဲ့အင်းနဲ့အရာတွေမြုပ်များစွာရှိတယ်မှန်ပြီလို့နဲ့ကြည့်တဲ့အခါမှာမမြင်လို့အရာတွေလည်းရှိတယ်နော်မြင်လို့မရတဲ့အရာတွေလည်းရှိတယ်ပေါ့အဲ့တော့မြင်လို့ရသည်ဖြစ်စေမြင်လို့မရသည်ဖြစ်စေထိလို့ရသည်ဖြစ်စေထိလို့မရသည်ဖြစ်စေရှိရှိသမျှအရာအလုံးဟာဖယားသခင်ကဖန်ဆင်းတယ်သူဖန်ဆင်းတဲ့အရာအလုံးကိုလည်းဖယားက ချစ်နှစ်သက်တယ်ကောင်းတယ်လို့သတ်မှတ်တယ်ဒီနေ့ကျွန်တော်ကိုလည်းဖရားဖန်ဆင်းတာဖြစ်တယ်ကျွန်တော်ကိုလည်းဖရားကချီးတဲ့အခါမှာကောင်းတယ်ထုံဒီ၎င်းပဲတင်နဲ့တင်ရဲ့မိသားစုဝင်များအားလုံးကိုလည်းဖရားကဖန်ဆင်းတာဖြစ်တဲ့အတွက်ကြောင့်ဖရားရဲ့ရှိမှကောင်းတယ်အဲ့ဒါကြောင့်ကျွန်တော်ကျမတို့မကောင်းဘူးငါကတော့မကောင်းဘူးသူကတော့မကောင်းဘူးပြောစရာမလိုဘူးဖရားကကောင်းတယ်လို့လက်ခံတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဝမ်းသာနေဖို့ဖြစ်တယ် ကျေးဇူးတော်ချီးမွမ်းနေဖို့ဖြစ်တယ်လူလူချင်းတော့ကျွန်တော်တိုင်းထွာမယ်လေဘာနဲ့တိုင်းမလဲတော့မသိဘူးဒီဒီလက်လက်လေးနဲ့တိုင်းမလားတတောင်တောင်နဲ့တိုင်းမလားเนาะအရေးပူချင်းမြင့်ချင်းနဲ့တိုင်းမလားကျွန်တော်ကတော့အမျိုးမျိုးတိုင်းမှာပေါ့ကျွန်တော်ဘက်ကနေတော့ဘယ်သူ့ကိုဘယ်လိုနဲ့ဘယ်တိုင်းတိုင်းဘယ်သူမှမပြည့်စုံဘူးလူရရဲ့ကောင်းကွက်ကိုမြင်ဖို့အရင်ခက်တယ်ဒါပေမဲ့ဖခင်ကတော့ကျွန်တော်ကိုချီးတဲ့အခါမှာ ကျွန်တော်ရဲ့မပြည့်စုံခြင်းပြည့်စုံခြင်းအရာတွေအားလုံးကိုသူမြင်တယ်ဒါပေမဲ့သူကတော့ကောင်းတယ်လို့ကျွန်တော်ကိုသတ်မှတ်တော့ဒါဖရားရဲ့ချစ်ခြင်းမေတ္တာဖြစ်တယ်နော်ဖရားရဲ့ချစ်ခြင်းမေတ္တာဖြစ်တယ်ပြီးတော့မှဖရားကသူ့ဖန်ဆင်းတဲ့အရာတွေအားလုံးကိုသူကချစ်နှစ်သက်ယုံမဟုတ်ဘဲနဲ့သူပိုင်တယ်တဲ့သူပိုင်တယ်တင်းနဲ့ကျွန်တော်ကိုလည်းဘယ်လိုပိုင်လဲဖရားကပိုင်တယ်ဒီမှာကျွန်တော်ကျမ်းစာခုနဖတ်တယ် တရားဟောရခြင်းအခန်းကြီး14ထဲမှာဆိုရင်ကောင်းကျင်တဲ့မိကြီးကိုဖျားပိုင်တယ်တဲ့။သူဖန်ဆင်းသမျှအရာအားလုံးကိုသူပိုင်တယ်တဲ့။ယောဘအဝတ္ထုထဲမှာဆိုရင်ဘယ်လိုပြောသလဲဆိုတော့မူးကောင်းကင်အောက်၌ရှိရှိသမျှတဲ့။မူးကောင်းကင်အောက်မှာရှိရှိသမျှအရာအားလုံးအရင်မှာအပြင်တွေလဲပါမယ်၊ပန်းပြင်လဲပါမယ်၊ရီပါမယ်၊ကြောက်ခဲတွေပါမယ်၊တောင်ကုန်းတွေပါမယ်၊မြေပြတ်တွေပါမယ်၊လူပါမယ်၊တရိစံပါမယ်။ အရာအလုံးမူကောင်းကင်အောင်၌ရှိသည်မြတ်တို့သည်ငါဥစ္စာဖြစ်တယ်တဲ့ဘုရားကနော်ကျွန်တော်လူအနေနဲ့ပြောပြောနေတဲ့ကောင်းကြီးမင်္ဂလာတွေအားလုံးဟာလေဘုရားကပိုင်တာကျွန်တော်ကျမတို့ရဲ့အသက်တာတစ်ခုလုံးလည်းဘုရားပိုင်တာကျွန်တော်တာသမီးတွေရဲ့ဘဝအသက်တာတစ်ခုလုံးလည်းဘုရားပိုင်တာကျွန်တော်ရဲ့အသက်ရှူခြင်းဘုရားပိုင်တာဖြစ်တယ်ဘုရားကရက်တော့ဆိုရင်တော့ရက်ရမှာ ကုံလုံးကိုဖျားပိုင်တာဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်ဝါကြောစရာတခုမှမရှိဘူးဒီလောကမှာကျွန်တော်အိမ်တွေဖျားပိုင်တာဖြစ်တယ်ကျွန်တော်ကားတွေလည်းဖျားပိုင်တာဖြစ်တယ်ကျွန်တော်ကားရဲ့ engine လည်းဖျားပိုင်တာဖြစ်တယ်ဖျားကကျွန်တော်မောင်းနေတော့ engine ကို ရစ်စည်းလို့ပြောရင်ကျွန်တော်ကမရစ်နဲ့လို့ပြောလို့မရအောင်ကျွန်တော်အသက်ရှူနေတယ်ပုံမှန်လေးအသက်ရှူနေတယ်တော်တော်လည်းဖျားက ရစ်စည်းလို့ပြောရင်တော့ကျွန်တော်တို့အသက်ရှူချက်ချင်းချက်သွားမှာဖြစ်တယ်အဲ့ဒါကြောင့်မိုးကောင်းကင်အောင်နဲ့ရှိရှိသမျှတက်ရှိတက်မဲ့အရာတွေအားလုံးဘုရားကငါအုပ်စာဖြစ်တယ်အဲ့ဒီဘုရားကိုဒီကနေ့ကျွန်တော်ကူကွယ်တာဖြစ်တယ်အာမင်အဲ့ဒါကြောင့်အဲ့ဒီလိုမျိုးသူဖန်ဆင်းတဲ့လူတွေတရိစံတွေ အားလုံးကိုလည်းသူပိုင်နဲ့အပြင်သူဖန်ဆင်းနေနော်နံပါတ်1နံပါတ်2သူပိုင်နေနံပါတ်3ပါလေသူကတနာဆုံမဲ့တယ်တခါလေကြာရင်ကျွန်တော်တို့အော်ငါ့ကိုတနာတဲ့သူမရှိဘူးပေါ့ကျွန်တော်တို့ခံစားတဲ့အချိန်ရှိတယ်တခါတခါကျွန်တော်ကျွန်တော်မိမကျွန်တော်စီယုံပူတဲ့ခါလေ emergency ပူတဲ့ခါ အတူတော့ကျွန်တော်တနာမှာပေါ့လေဒါပေမဲ့တခါလေကျအော်အမေကိုတတိရလိုက်တာတခါလေကျအော်ငါရဲ့ငီကူမောင်မမရောငါ့ကိုမတနာချဘူးလားမသိဘူးအဲဓာတ်ပုံရင်ငါငါဓာတ်ပုံကိုရိုက်ပြီးတော့ပူးအဲကျွန်တော်သူ့ကိုခိုင်းလို့ရှိတယ်ဓာတ်ပုံအတင်းရိုက်ခိုင်းတာဟိုဟိုလူနာလူနာကတဲ့လေအဲမှာလေပြီးဆိုရိုက်အာအနာဆုံးပုံစံနဲ့ရိုက်ဒါမိဘကိုပူးအဲတော့တခါလေကျတော့မပူပါနဲ့သူတို့စိတ်ပြင်းပါနေပါအောင်မယ်ပေါ့သူ့အတွေ့လဲမှန်မှန်နဲ့မှန်တယ်ဗျ ဒါမဲ့ကိုယ့်ကိုယ်တနာတဲ့သူကျွန်တော်အရင်လူချင်တာဘယ်သူပဲဖြစ်ဖြစ်နော်ကျွန်တော်အာငါတို့တနာတဲ့သူရှိပါဦးမလားပေါ့အမျိုးတွေမရှိတဲ့အခါမှာတငယ်ချင်းတွေနဲ့နော်ဟိုစကားမပြောဖြစ်လို့ကိုဒုက္ခရောက်နေတဲ့အချိန်မှာကိုယ့်ကိုယ်တနာမဲ့သူလူချင်တာဖြစ်တယ်ဒါမဲ့ဖခင်ကဒီမှာပြောတယ်သူပန်းစင်တာရဲ့အရာတွေအားလုံးလူတွေတရိစံတွေက အစ ူကဗာလဲတနာဆုံးမှတ်တယ်တဲ့တနာတယ်အဲကြောင့်ဒီနေ့ကျွန်တော်တို့ကတနာတဲ့သူရှိတယ်အမြဲတမ်းကျွန်တော်တို့ကျွန်တော်တို့ကဂယုစိုက်တဲ့သူရှိတယ်ဒါကဖရာကျွန်တော်တို့ကူးကွယ်တဲ့ဖရာဖြစ်တယ်အဲဒါကြောင့်ဝင်လေးရပြင်ပန်းတော်သူငါထံတော့လာပါဆိုပြီးသူခဏခဏတမချန်းစာထဲမှာနော်ကျွန်တော်တို့ကိုဖိတ်ခေါ်တာကျွန်တော်ဝင်လေးတဲ့အချိန်ဒုက္ခရောက်တဲ့အချိန်တငယ်ချင်းတွေနဲ့အစီမပြေတဲ့အချိန်မိသားစုသားသမီးတွေနဲ့အစီမပြေတဲ့အချိန် အလောက်အစီမပြေတဲ့အချိန်ခရစ်တော်ကကျွန်တော်တို့ဖိတ်ခေါ်တယ်။ဝင်လင်းနေသလားပင်ပန်းနေပြီလားငါသားငါသမီးငါအစီကူလာပါ။ဖခင်ကတနာတော့ကျွန်တော်တို့ကိုတနာတဲ့ဖခင်ဖြစ်တယ်။သူဖန်ဆင်းတာမှန်သမျှသူကတနာတယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့ပြန်ပြီးတော့သတိရရအောင်။နောက်ပြီးတော့မှဒီကြမ်းချက်လေးလေးအရင်ကောင်းတဲ့ယောဘဝတ္ထုအခန်းကြီး7အငယ်10ထဲမှာဆိုရင်ဘယ်လိုပြောတယ်လဲဆိုတော့ထွက်တဲ့ဝင်တဲ့ နော်ကျွန်တော်အသက်ရှူခြင်းအသက်ရှူထွက်တယ်အသက်ရှူဝင်တယ်ထွက်တဲ့ဝင်တဲ့မှန်သမျှဖရားရဲ့လက်ထဲမှာရှိတယ်တဲ့ခမားရဲ့အသက်တာကျွန်တော်ရဲ့အသက်တာသာသမီတွေရဲ့အသက်တာကျွန်တော်အသက်ရှူခြင်းလမ်းကြောင်းကအစဖရားရဲ့လက်ထဲမှာရှိတယ်တဲ့နော်ဖရားအခွင့်မရှိဘဲနဲ့ဘယ်သူမှမတည်ဘူးဖရားအခွင့်မရှိဘဲနဲ့ဘယ်သူမှအသက်မရှူဘူးဘာဖြစ်လို့လဲဆိုတော့ ထွတ်သက်ဝင်သက်ဒီဘုရားသခင်ဤလက်တော်၌ရှိတဲ့ဒီကနေ့ကျွန်တော်နော်အသက်ရှင်ခြင်းကျွန်တော်သွားခြင်းလာခြင်းအလုံးလုံးနိုင်ခြင်းမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေရခြင်းအရာအလုံးကဘုရားရဲ့ခွင့်ပြုချက်ကြောင့်ဖြစ်တယ်ဘုရားခွင့်ပြုလို့ဖြစ်တယ်ဒါဟာချီးစုတော်ပဲကျွန်တော်ဘုရားရှင်မှာချီးစုတော်ချီးမွမ်းဖို့တတ်တတ်ပဲဖြစ်ပါတယ် အရာအလုံးလူတွေဒီလောက်ကဘာမှာလူအဲ့လောက်လူပေါင်းများစွာဘီလီယံနဲ့နော်လူပေါင်းများစွာရှိတဲ့သူတို့ရဲ့ထွက်တဲ့ဝင်တဲ့ဒီအလုံးကိုဘယ်လိုသူထိမ့်သိမ့်နေတယ်လဲ။အော်တရိဇန်တောတောင်ဒီသားတွေမှာရှိတဲ့တရိဇန်နေစားဖူးတောက်ဖူးရောသူတို့အမြဲတမ်းရှိအောင်ဘုရားသခင်ကဘယ်လိုပြင်ဆင်ပေးနေတယ်လဲ။ဒါရီလေးစိတ်ဝင်စားစရာပဲဒါပေမဲ့တမချန်းစာကဘယ်လိုပြောလဲဆိုခတ်သိမ်းသောအရာတို့အဲ့ဒီအရာတွေခတ်သိမ်းတဲ့အရာတွေအားလုံးကူတဲ့သူ့ရဲ့တကူအားဖြင့် ဖခင်ကသူ့ရဲ့တကူအားဖြင့်တည်စေတယ်တဲ့ငါတို့ဖခင်ရဲ့တကူဘယ်လောက်ကြီးမြတ်လဲနော်ဘယ်လောက်ကြီးမြတ်လဲလူဆိုရင်တော့ကျွန်တော်မိသားစုတစုတည်းတောင်မှနေစင်စားဖို့ဝတ်ဖို့ဘီလ်ပေးဖို့ကားဘီလ်အိမ်ဘီလ်အင်ရှူရန်ဘီလ်နော်ကလေးရဲ့ចောင်းစရိတ်ကအစစားဖို့ဘီလ်အဲဒီပါတော့ အဲ့ဒါဈေးသွားရအောင်မယ်ဒီလတလအစားသွားမယ်ပေါ့အစားသဖြင့် billy people တော့မှကျွန်တော်တို့ကအနိုင်နိုင်ဒါပေမဲ့ကျွန်တော် google ရဲ့ဖရားကဒီလောကမှာသူ phan sense တမရောအရာတွေအားလုံးကိုသူဂယုစိုက်တယ်တရိဆန်ကအစဟိုးတတိလေးညက်ကလေးတွေကအစနော်သူဂယုစိုက်တယ်သူဂယုစိုက်လုံးတဲ့အတွက်ကြောင့်သူတို့ရဲ့ထွက်တဲ့ဝင်တဲ့ကအစသူကတနာဆုံမြတဲ့စိတ်နဲ့ အားလုံးကိုတည်နေနိုင်ဖို့ရန်အတွက်သူကအားလုံးကိုသူ့တကူအားဖြင့်ဖြစ်တည်စေတယ်။စောင့်ရှောက်တယ်ဆိုတာကျွန်တော်တို့သိရတယ်။ဒါကိုကိုလိုသဲအခန်းကြီး1အငယ်6ကိုထဲမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ပြီးတော့မှဖယားကကျွန်တော်လူတွေကိုလေမတူချာနာစွာတရိစံတွေကိုဆူတောင်းဖို့ဖယားကမပြောဘူး။သူတို့ဆူတောင်းစရာလည်းမလိုဘူး။ဖယားကစောင့်ရှောက်နေမှာဖြစ်တယ်။ ကျွန်တော်တို့လူတွေကိုတော့ဘုရားကဆူတောင်းစေခြင်းနဲ့ယာဇဝင်ချုပ်ဒုတိယဆောင်ထဲမှာလည်းကျွန်တော်တို့တွေ့ရတယ်ခန်းကြီးခုနှစ်ထဲမှာနော်ဘုရားကဘယ်လိုပြောသလဲဆိုတော့ကောင်းကင်ကနေတဲ့ကောင်းကင်ကနေငါဒီတဲ့ကောင်းကင်ဘုံနဲ့နားထောင်ပြီးတဲ့ကျွန်တော်တို့ရဲ့ဆူတောင်းသောစကားဘုရားကြောင်းမှာလည်းဖြစ်နိုင်တယ်အိမ်မှာလည်းဖြစ်နိုင်တယ်မနေ့ကစနေနေ့တုန်းကကျွန်တော်တို့ဘုရားကိုဘယ်မှာပဲဖြစ်ဖြစ်ဝတ်ပြုလို့ရတဲ့အကြောင်းကျွန်တော်တို့ ်သမီးအက်စတာကပြောတယ်ဘယ်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဆူတောင်းလို့ရတယ်ဘယ်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘုရားကိုဂူးကွေလို့ရတယ်နော်အိမ်မှာလည်းဂူးကွေလို့အကြောင်းမှာလည်းဂူးကွေလို့ရတယ်ကျွန်တော်ဆူတောင်းတဲ့အရာမှန်သမျှကိုဖခင်ကဘယ်လိုဂတိပေးတယ်လဲဆိုတော့ငါသည်တဲ့ကောင်းကင်ဘုံ၌နားထောင်မိတဲ့အဲဩစရာကောင်းတယ်နော်ဒီကနေ့ဒီကဘာမီကြီးမှာကျွန်တော်ဆူတောင်းတဲ့အရာတွေမှန်သမျှ တူတူပဲတောင်းတောင်းကြဲကြဲပဲတောင်းတောင်းယုံကြည်ချစ်တဲ့ကျွန်တော်တောင်းတဲ့အရာမှန်သမျှဟာကောင်းကင်နိုင်ငံကောင်းကင်ဘုံကနေပြီးတော့ဘုရားသခင်ကကျွန်တော်တို့ကိုနားထောင်နေတာဖြစ်တယ်။ဘုရားကိုယ်တိုင်ပြောတဲ့စကားအဲ့ဒါကြောင့်ကျွန်တော်တို့ဆူတောင်းခြင်းကအလကားမဟုတ်ဘူးကျွန်တော်အလူဆန္ဒတွေဘုရားစေမှာကျွန်တော်တို့ဖွင့်ပြောတဲ့အရာတွေဟာလည်းအလကားမဟုတ်ဘူးကျွန်တော်ဒီမှာ praise worship ကဥစားအောင်ပြီးတော့ကျွန်တော်ချင်းဆိုကြတယ် ရှီမွန်ကူးကွယ်ကြတာလဲအလကားမဟုတ်ဘူးတတ်သည်ဖြစ်စီမတတ်သည်ဖြစ်စီကျွန်တော်တို့ရှီမွန်ကူးကွယ်တာဆူတောင်းတာယုံကြည်ခြင်းနဲ့ကျွန်တော်ဒူးထောက်တာကျွန်တော်လက်မြောက်တာအရာအလုံးဖရာကကောင်းကင်ကနေပြီးတော့နားထောင်နေကျွန်တော်တို့ကိုကြည်နေတာဖြစ်တယ်။ဘာဖြစ်လို့လဲကျွန်တော်တို့ကိုတနာတယ်ကျွန်တော်တို့ကိုစုံမြက်တယ်ကျွန်တော်တို့ကိုဂယုဆိုင်တယ်ဖရာဖြစ်တယ်ဆိုတာကိုဒီကနေ့ပြန်လဲပြီးတော့မှဆင်ခြင်အောက်မိကြရအောင် ဖခင်ကတချို့တရားတရိဆန်ဆိုရင်ဟိုကျွန်တော်တို့တရိဆန်ဆိုရင်တိတ်ပြီးတော့မှတန်ဖိုးမထားတဲ့သူတွေရှိတယ်တချို့တွေကြတော့လေတရိဆန်ဆိုရင်အယံကိုဂယုဆိုင်ကြတဲ့သူလည်းရှိတယ်ဒါပေမဲ့ဖခင်သခင်ကတရိဆန်နေအပေါ်မှာဘယ်လောက်ထိဂယုဆိုင်တတ်လဲเนาะတရိဆန်တွေကိုဘယ်လောက်ထိသူချစ်လဲဆိုတာကိုကျွန်တော်တို့ တမချန်းစာထဲမှာလည်းကျွန်တော်တွေ့ရတယ်။နောဝအာနောရဲ့တင်ဘောကြီးထဲမှာနော်ဘုရားသခင်ကသရစ္ဆန်ကိုစုံတွဲလိုက်သူကအထဲဝင်စီတယ်။ဘာဖြစ်လို့လဲ?သူကရုပ်ဆိုင်လောက်ပေါ့။သူချစ်လောက်ပေါ့နော်။သူကဲတင်တာနောအဲ့တော့ဖြောက်မှတ်တဲ့မိသားစုဖြောက်မှတ်တဲ့နောအဲ့နဲ့သူမိသားစုကိုပဲဘုရားကကဲတင်တာမဟုတ်ဘူး။သရစ္ဆန်တွေကပါကဲတင်တာဖြစ်တယ်။စင်စားဘူးကြလားမသိဘူး။ကျွန်တော် မြန်မာပြည်မှာနေတော့ဆိုရင်ခွေးကလေးဆိုရင်ကျွန်တော်တို့ချင်းတချို့တွေရဆိုရင်နော်လမ်းဘေးသွားရင်းနဲ့ခွေးတကောင်ကိုအေဂျီထဲမှာထည့်အဲအင်ကိုယူလာတာအင်ကိုယူလာပြီးတော့မှဒုတ်နဲ့ခွေးကိုမထုတ်သေးဘူးဒုတ်အကြီးကြီးနဲ့ခေါင်းပေါ်ရိုက်အဲတဆာကြတာရှိတယ်နော်ကျွန်တော်တော့မှတစ်ခေါက်ဆိုရင်ရက်ွက်လူကြီးကခေါ်တယ်လေခေါ်တော့အဲဘာကိစ္စများရှိလဲမသိဘူးဆိုတော့သွားတာ အင်းနော်အိမ်ကခွေခွေသားစားတယ်ပြီးတော့မှခွေသားပြီးတော့မှဟိုဟူနာဒီနာပြစ်ထားတာငါတို့တွေ့တယ်အကျွန်တော်မသိဘူးလို့ဘယ်သူတက်တာလဲမသိဘူးအိမ်ပြန်ပြီးတော့သွားချိတဲ့ခါကျတော့ကျွန်တော်တို့ဧည့်သည်တွေကဧည့်သည်တွေနိုင်ငံချသွားမယ့်ဧည့်သည်တွေသူတို့တွေကအာလမ်းဘေးကခွေးကိုယူလာပြီးတော့တတ်စားတာဒီနိုင်ငံမှာရလားဘယ်ရမလဲနော်တရိစံဆိုရင်ဒီမှာကအရင်ကိုကြည့်ဆိုင်ကြတာ အယံကိုကြိုးဆိုင်ကြတာကျွန်တော်ရဲ့အထွေအခေါ်ကအယံကွာတယ်နော်ရှင်လူကအခန်းကြီးစတဲ့အငယ်6ထဲမှာဆိုရင်ဒီစာကိတကောင်ကူမြတ်ဘုရားသခင်ဒီမေ့လျှော့မမူတဲ့မမေ့ဘူးတဲ့စာညက်တကောင်ညက်ကလေးတကောင်တောင်မှဘုရားကမမေ့ဘူးသရီးဆံအပေါ်မှာဘုရားရဲ့ချစ်ခြင်းမေတ္တာပြောချင်တာဘာလဲဆိုတော့ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာ ျွန်တော်ကိုဘုရားကဖန်ဆင်းတဲ့အခါမှာကျွန်တော်ရဲ့အတ္တတာမှာဘုရားသခင်ကကျွန်တော်အတ္တတာကျွန်တော် life ကျွန်တော်ဘဝရဲ့သင်္ကန်းစာတိုင်းသင်္ကန်းစာတိုင်း chapter တိုင်း chapter တိုင်းမှာဘုရားသခင်ပါရှင်တာဒီကနေ့ကျွန်တော်အသက်ကြီးတဲ့သူတွေကျွန်တော်ရဲ့သင်္ကန်းစာကသင်္ကန်းစာစနစ်မှာလဲရောက်လဲရောက်နေမယ်သင်္ကန်းစာ30ရောက်လဲရောက်နေမယ်တစ်နှစ်ကိုသင်္ကန်းစာတစ်ခုဆိုရင်တော့တချို့တွေကတော့40ပေါ့ တချို့တွေက36တချို့တွေက50ပေါ့နော်သင်ခန်းစာရှိနေပြီဒါမဲ့ဖရာသခင်က သူဖန်ဆင်းထားတဲ့သူ့ရဲ့သားသမီးတွေကျွန်တော်ရဲ့အသက်တာတိုင်းအဲ့ဒီသင်ခန်းစာတိုင်းမှာဖရာသခင်ကပါချင်တာဖြစ်တယ်သူဖန်ဆင်းထားတဲ့လူတွေကိုသူကအယမ်းချစ်တာဖြစ်တယ်သူဖန်ဆင်းထားတဲ့အရာတွေအားလုံးကိုဖရာကအယမ်းကိုချစ်တာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်အသက်တာတိုင်းမှာဖရာသခင်ပါချင်တယ်နောက်ဆုံးအနေနဲ့ကဖရာက လူတွေကိုတာဝန်ပေးတယ်နော်လူတွေကို သူကတာဝန်ပေးတယ်ဘာဖြစ်လို့ဆိုလူတွေကိုဖန်ဆင်းတဲ့အခါမှာသူနဲ့ပုံသဏ္ဍာန်တူဖန်ဆင်းထားတာဖြစ်တယ်လူတွေမှာအသိဉာဏ်ရှိရမယ်အသိဉာဏ်မရှိတဲ့လူဆိုရင်လူကြီးတွေတောင်မှပြောကြတယ်လေမြန်မာပြည်မှာတော့ဆိုရင်အသိဉာဏ်မရှိတဲ့လူဆိုရင်ဗာလေတရိစ္ဆာန်နဲ့တူတယ်ဒါပဲကျွန်တော်လူတွေကိုဘုရားကအသိဉာဏ်ရှိအောင်ဖန်ဆင်းထားတာ ပြီးတော့မှတာဝန်ပေးတယ်အာဒံနဲ့ဧဝကိုတာဝန်ပေးတဲ့အခါမှာဘာတာဝန်ပေးလဲဥယင်ကိုပြုစုဆောင်ရှောက်ဖို့ဖန်ဆင်းထားတဲ့သတိစာနဲ့သူဖန်ဆင်းထားတဲ့အရာတွေအားလုံးဥယင်ကိုသူကသူတို့ကတာဝန်ယူပြီးတော့မှဆောင်ရှောက်ရမှာဘုရားကတာဝန်ပေးထားတာဖြစ်တယ်ဒီကနေ့ကျွန်တော်လူတွေကိုဘုရားကတာဝန်ပေးထားတယ်သူဖန်ဆင်းထားတဲ့အရာတွေအားလုံးကျွန်တော်တို့ကအတတ်နိုင်ဆုံးထိမ့်သိမ့်ဖို့ဖြစ်တယ် ဲ့ဒီထဲမှာမှအရန်ကိုအရေးကြီးတာပါလေကျွန်တော်တို့သာသမီတွေသာသမီတွေကိုထိမ့်သိမ့်လွန်းလို့တခါတလေကြာရင်ကိုကိုကိုထိမ့်သိမ့်ဖို့မိတဲ့သူတွေရှိတယ်နော်မိသားစုကိုတာဝန်ကြီးလွန်းပေမဲ့ကိုကိုကိုအပေါ်မှာမိမိအပေါ်မှာမိမိတာဝန်မကြီးတာတွေလည်းရှိတတ်တယ်အဲ့တော့ကျွန်တော် balance လုပ်ဖို့လည်းလိုတာပေါ့နော် အဲ့ဒါကြောင့်ကျွန်တော်တို့အသက်တာဒီခန္ဓာကိုယ်ကိုကျွန်တော်တို့ချစ်ရမယ်။ဘုရားသခင်ဖန်ဆင်းထားတာဖြစ်တယ်ကျွန်တော်ချစ်ရမယ်ထိမ့်သိမ့်ရမယ်။ကျွန်တော်လည်းအဲ့ဒီနေရာမှာအရင်အားနေတယ်။ကျွန်တော်အမျိုးသမီးပြောလို့ရှိတယ်။ကိုကိုကိုဂယုဆိုင်မှသူများကိုဂယုဆိုင်လောက်ရမှာပေါ့။မှန်တယ်လေ။ကျွန်တော်တို့ဟာကျွန်တော်အင်မတန်မှဂယုဆိုင်ဖို့လိုတယ်။ကိုကိုကိုတေချာဂယုဆိုင်မှပဲ။ ိုယ့်ရဲ့သားသမီးတွေကိုလည်းကျွန်တော်ကောင်းကောင်းဂရုစိုက်နိုင်မှာဖြစ်တယ်။ဘုရားသခင်ဖန်ဆင်းထားတဲ့အရာတွေအားလုံးကိုကျွန်တော်ကပြုစုဆောင်ရှောက်ရမယ်ဂရုစိုက်ရမယ်အဲ့ဒါဘုရားပေးတဲ့တာဝန်။ကျွန်တော်သားသမီးတွေကိုဘုရားချစ်တယ်ကျွန်တော်ယောက်ျားကျွန်တော်မိန်းမကိုဘုရားကချစ်တယ်တို့တွေအပေါ်မှာလည်းကျွန်တော်ကထူကဲ့သို့ပြုစုဆောင်ရှောက်ဖို့ရန်အတွက်ဘုရားအလိုရှိတယ်။ သူပန်းစင်းထားတဲ့လူတွေကိုဘုရားသခင်ကချစ်လွန်းလို့နှထောင်းနှစ်ငါကျွန်တော်ရောက်တာတကယ်တော့ဘုရားကကျွန်တော်လူတွေကိုအရန်ချစ်လို့ဖြစ်တယ်သူရဲ့ဒုတိယအကြိမ်လာဖို့ရန်အတွက်အရန်နေကပ်ပြီးနေကပ်ပြီးနေနေပြီးဆိုပြီးတော့တမန်ကျန်စာကအများကြီးပေါ်ပြတယ်ဒါပေမဲ့ဒီနေ့နှထောင်းနှစ်ပေါင်းနှစ်ထောင်ကျော်မြတ်သူထပ်ပြီးတော့ခရစ်တော်မကြွလာသေးဘူးဘာဖြစ်လို့လဲဒါလေလူတွေကိုဘုရားကအရန်ချစ်လို့ဘယ်လိုပြောနိုင်လဲဆိုတော့အခု ကဘာမှာလူပေါင်းမြုပ်များစွာကဤဝံဂလိတရားမသူတို့မကြားသေးဘူးမသိသေးဘူးကြားတော့မကြားဘူးတဲ့လူလည်းအများကြီးပဲဒါပေမဲ့သူတို့တွေကိုလည်းဘုရားကချစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့တာဝန်ပေးတယ်ယုံကြည်သူတွေသူဖန်ဆင်းထားတဲ့လူတွေဘာလူမျိုးပဲဖြစ်ဖြစ်ဘာအသားအရည်ပဲရှိရှိသူတို့စီမှာဘုရားရဲ့ချစ်ခြင်းမေတ္တာဘုရားဟာဖန်ရှင်တဲ့သခင်ဖြစ်တယ် ူဖန်ဆင်းတဲ့အလူတွေကိုချစ်တယ်တနာတတ်သောဖရာဖြစ်တယ်ဆူတောင်းတာတွေကိုနားထောင်တတ်တဲ့ဖရာဖြစ်တယ်စာငက်တကောင်တောင်မှဖရာကမမေ့ဘူးကျွန်တော်လူတွေဆိုရင်ဘယ်မှာပဲနေနေဖရာကမမေ့ဘူးကျွန်တော်ဘာလူရတယ်ကျွန်တော်ဝန်လင်းနေသလားဖရာကကျွန်တော်အပေါ်မှာအမတန်မှဂရုစိုက်တာဖြစ်တယ်အဲ့ဒါကြောင့်ထိုကဲ့သို့သောလူတွေစင်မှာကျွန်တော်လေထိုချစ်ချင်းမေတ္တာကိုပြဖို့ရန်အတွက် ဖရားအလိုရှိတယ်။အရောက်တိုင်းကိုဖရားသခင်ကောင်းချီးပေးပါစေ။အာမင်။ယေရှုအမြတ်တင်ပါတယ်။